မင်္ဂလာပါရှင်။ Tonight Day Channel ကနေပြတော့ပရိသတ်များအလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှတင်ဆက်ပေးမှာကတော့ဆာရေးသူဆရာဆွေတောင်တွင်ရေးသားထားတဲ့ဖျားစင်အောက်ကအင်းတစ်ချက်ဆိုရက်မတူတူဇလန်လေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇလန်လေးမစတင်ခင်မှာတော့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လေးနှိပ်သွားပေးခဲ့ပါဦးနော်။ဇလန်အဆမှာတော့ AR တိုင်းမျိုးနေကြီးရွာမှာနေထိုင်တဲ့ကျွန်တော်မိသားစုဟာနာခင်မဖြစ်ခင် နှစ်နှစ်သုံးနှစ်အလိုကန်းကစီးပွားရေးအလွန်ကောင်းမွန်ပါတယ်။အဖေကရေကြိုရှိတဲ့ရွာတွေမှာရေကိုဝယ်ပြီးလှည့်ရောင်းတဲ့တင်မော်တစည်းကိုလည်းပိုင်ဆိုင်ထားတယ်လို့လက်အေကောက်တွေကိုလည်းပိုင်ဆိုင်ထားပါတယ်။လက်အေကောက်တွေကိုအလုသမားတွေနဲ့သာလွှဲထားလို့ရှိပါတယ်။တပန်အမေကလည်းအိမ်မှာကုံစုံဆိုင်လေးဒီဇိုင်းဖွင့်နေထားပါတယ်။ကုံစုံဆိုင်ဆိုပေမဲ့အရက်ကိုလည်းရောင်းချတယ်။ကုံစုံဆိုင်ဟာအိမ်ရှိခြံဝင်းပေါက်မှာဖွင့်ထားတဲ့ဆိုပေမဲ့အိမ်ကောင်းရင်ဘက်မှာတော့လမ်းမတစ်ခုရှိနေတော့မို့အဖေကဖြက်လန်းအဖြစ် ခေါင်းရင်းတွင်းမှာဝင်ပေါက်တစ်ခုကိုဖွင့်ထားပြန်နေ။ဒါကြောင့်အိမ်ရှိမှာဈေးရောက်နေခိုင်းခေါင်းရင်းဘက်မှလူဝင်လာတာကိုတခါတရံဘသူမှတတိမထားမိကြဘူး။၎င်းလည်းပြည့်စည်ဥစ္စာတွေခိုးယူခံရတာပျောက်ဆုံးတာမရှိအောင်မို့ပြဿနာမရှိလာပါ။တနေ့သောမနေ့မှာတော့ကျမတို့မောင်နှမနှစ်ယောက်ဟာဆိုင်ရှိရှိလမ်းမပေါ်မှာစော့ကစားနေစဉ်အမေကလည်းနှစ်နှစ်သားအရွယ်ကျမမောင်လေးနဲ့အတူဈေးဆိုင်ပေါ်မှာအိပ်ပျော်နေတယ်။အဲဒီခိုင်မှာရွာအနောက်ဘက်ပိုင်းမှာကိုတန်းရွှေရောက်လာပြီးအမေကိုနှိုးပါတယ်။မ ဈေးဝယ်ခြင်းလို့အဲ့လိုနှိုးတော့အမေလဲနှိုးလာပြီဘာဝယ်မလို့လဲဟဲ့အရက်ဖြူတစ်လုံးလောက်ပါပတ်စံကတော့ဒီတပတ်ကုန်မှပေးမယ်နော်အဲ့လိုပြောတော့အမေကအရက်ကကုန်နေတယ်လေညနေသင်္ဘောဆိုင်မှာပါလာမှာညနေမှာလာယူလိုက်လေအဲ့လိုပြောပြီးတော့ပြန်အိတ်နေလိုက်ပါတယ်ကိုအတန်းရွှေလည်းဘာမှပြန်မပြောဘဲအိမ်ကောင်းရင်းရှိလမ်းမဘက်ကိုထွက်သွားပါတယ်ကျမတို့ကလည်းစော်မြဲစော့နေလိုက်တယ်အဲ့ဒီလိုနဲ့ညနေဆောင်ချိန်မှာ အဖေလည်းရေငန်သားမှာရှိရဲ့ရွာတွေကိုရေချိုလှည့်ရောင်းပြီးတော့ပြန်လာတော့အရက်ပလင်းတွေလည်းပါလာတယ်။အဲဒီနောက်အရက်တောက်သူတွေလည်းဆိုင်ကိုလာဝဲကြပါတယ်။ဒါပေမဲ့မနေ့ကအရက်မရတာကြောင့်အိမ်ကောင်းရင်ပဲရှိလမ်းမဘက်ကိုဆက်လက်ထွက်သွားတဲ့ကိုတန်းရွှေကတော့ရောက်မလာပါ။ဒါမှမဟုတ်ကျမပဲအမတ်တမဲမှုမမြင်မိရတာမပြောတတ်ပါ။နောက်တနေ့မနေ့ရောက်တော့အဖေလည်းထုံးစံအတိုင်းရေချိုဝယ်ပြီးရောင်းဖို့အတွက်တင်းမောနဲ့ထွက်သွားပါတယ်။ အဲ့ဒီလိုနဲ့နေ့လေအချိန်ကိုရောက်တော့သတင်းစိုးတစ်ခုကိုကြားလိုက်ရတယ်။လက်ကောင်းမှာအဖေရဲ့သင်းမောဟာလှိုင်းလုံးတွေရိုက်ခတ်မှုကြောင့်နှိမ့်မြုပ်သွားတယ်ဆိုတဲ့သတင်းမှာဒါပေမဲ့ကန်ကောင်းတာကအဖေနဲ့လှုပ်သား၅ယောက်မှာတခြားသင်းမောတစ်စီးရဲ့ကဲ့တင်မှုကြောင့်အန်ဒီရဲ့တစုံတရာမဖြစ်ဘဲနဲ့အိမ်ကိုချုံမော့စွာပြန်ရောက်ခဲ့ကြတယ်။အန်ဒီရဲ့ကင်းပေမဲ့အဖေဟာသင်းမောနဲ့ရေချိုရောင်းတဲ့လုပ်ကိုစိတ်ကုံသွားတယ်။အဲ့ဒီနောက်အလုပ်သမားတွေနဲ့အတူလယ်လုပ်ကိုသာဥဆောင်ပြီးတော့လုပ်ကင်ပါတော့တယ်။တနေ့နေ့လယ်၁၂နာရီထိုးပြီးမှ အဖေလည်းလဲထဲမှာပြန်လာပြီးကျမတို့နဲ့အတူနှိလေစာစားတယ်။ပြီးတော့တရေတမောအိတ်ဆက်ဖို့ပြင်ဆင်နေကလဲအလုသမားတွေတယောက်ပြီးတယောက်အလောက်တကြီးရောက်လာတယ်။ကိုသိန်းထိုင်ကိုသိန်းထိုင်ဟင်ဘာလဲဟိုကောင်အောင်မောင်းလွှတ်ထီလို့အဲ့ဒီစကားကြောင့်အဖေလည်းအထစ်တလန့်ဖြစ်သွားတယ်။အဲ့ဒီနောက်အချင်းတွေကတော်တော်ဆူလာကိုကြော်ဦး။စိုးတယ်ဗျအကျော်တွေပြက်လို့နေပါပဲ။ဒုက္ခပါပဲ။အဖေလည်းညှင်းညူပြီးခဏဆောင် ကျုပ်ပစံယူလိုက်အောင်မေပြောပြီးတော့အဖေလေးအိမ်မော်ကိုတက်ကပစံယူတယ်ပြီးတော့ကိုကျော်ဦးနဲ့အတူလဲတော့ကိုလိုက်သွားပါတယ်နောက်မှသိရတာကကိုအောင်မောင်းဟာလဲအဆက်မှခုတ်လဲထားတဲ့တစ်ပင်ကိုနှစ်ယောက်ဆွဲလှောင်းငမန်းနဲ့ဖြက်ရာလဲကြော်ပြီးခြေတလုံးကိုထိသွားခြင်းဖြစ်တယ်အဖေတို့လည်း၎င်းကိုစေးရုံကိုတင်ပြီးကုသပေးခဲ့တယ်အဲ့ဒီနောက်ပိုင်းဒံယာတတသွားတဲ့ဆိုပေမဲ့ပစံတွေတော့မနှဲကုန်ခဲ့ရတယ်တည့်ရက်မှာလဲကျမရဲ့မောင်ငယ်ဆုံးနှစ်နှစ်သားအွယ်လေးဟာ အကောင်းဘက်ကတိကနေပြီးရုပ်ကြီးကိုရဲပူလာကတက်ပါရယ်ဒီကအဖေတို့လည်းစိုးရင်ပြီးတော့ဘူကလေးမှစီယုံကိုပြေးရတော့တယ်ညနေစောင်းအချိန်လောက်မှအဖေနဲ့အမေနဲ့မောင်လေးကိုပြေးပြီးတော့ပြန်ရောက်လာကြတယ်တက်တာသွားပြီမို့အတော်လေးလဲစိတ်အေးသွားကြပုံပေါ်တယ်ဒါပေမဲ့နောက်တစ်နေ့မနေ့မှာမောင်လေးကအမေရှိမှထိုင်းနေရေးမှတက်ပြန်တယ်ဒီကအမေလည်းစိုးရင်တကြီးနဲ့အဖေကိုလှမ်းခေါ်ပြန်ပါတယ်ယောက်ျားကြီးလာပါအောင်ခလေးတက်နေလို့ဒီကအဖေလည်းအိမ်ပေါ်မှာချက်ချင်းဆင်းပြေးလာပြီး က်ဆံကိုယူကောင်းမောင်လေးကိုပွေ့ချပြီးတင်ပေါ်နဲ့ဘိုးကလေးစီရင်ကိုပြေးရပြန်ပါတယ်။တကယ်တော့ကျမတို့မှာသွားကျင်တဲ့နေရာကိုသွားဖို့ရတင်ပေါ်နဲ့သွားရတယ်ဆိုပေမဲ့လေရွယ်ကူလာတယ်လို့မဟုတ်လားပါ။ဖြတ်သွားဖြတ်လာလို့တဲ့တင်ပေါ်ကသာလက်ပြပြီးလှမ်းခေါ်ရခြင်းဖြစ်တယ်။ညာဘက်ဆိုရင်တော့ဓမီနဲ့အချက်ပြပြီးခေါ်ရတယ်။အဲ့လိုဖြတ်သွားဖြတ်လာတင်ပေါ်မရှိရင်တခြားတင်ပေါ်တစ်စီးကိုငှားရတယ်။ဒီကငွေကုန်ကြီးကြပူများရတယ်။အဖေစီရင်ကိုသွားကြိုက်မှာ လဲထဲမှာရှိတဲ့ကျွဲတကောင်ကလည်းပိုးထိပြီးတော့သေတယ်။ဒီအကြောင်းကိုခလေးစေးုံပြပြီးပြန်လာတဲ့အဖေသိရတော့ရင်းနေစို့သွားပုံရတယ်။အဲ့ဒီနောက်တပ်ပြင်းရှိကြီးကိုချလိုက်ပြီးဂူတလောဘာကြောင့်ကံတွေဒီလောက်စိုးနေရလဲမသိဘူးမြတည်ရဲ့။အဲ့ဒီလိုညီးတော့အမေကကျမတို့ခံရမယ့်ဝေကျွေးရှိလို့ပေါ်ယောက်ျားရဲ့အမြန်ကြေးပါစေလို့ပဲဆူတောင်းရမှာပဲ။ဒါပေမဲ့အမေဆူတောင်းမပြေခဲ့ပါ။မောင်လေးရဲ့အခြေအနေကလည်းပိုပြီးတော့ဆိုးလာပြန်တယ်။ တရက်သေးကိုနှစ်ကြိမ်သုံးကြိမ်ထိတက်တယ်။အဖေလဲလက်ခွဲတချို့ကိုရောင်းပြီးစီးရုံကိုပို့ရပြန်နေ။ဒီကြားရဲမွေးထားတဲ့ကျွဲတွေကလည်းပိုးထိပ်ပြီးတကောင်ပြီးတကောင်သေးတယ်။ဒါကြောင့်အဖေရောအမေပါ စိတ်တက်တွေကြလာကြတယ်။တညက်နေမှာလဲမောင်လေးဟာရုတ်တရက်ကြီးတက်ပြန်လေတော့ညနေအချိန်ဆိုတော့စီးရုံကိုသွားဖို့မလွယ်ကူတော့အဖေနဲ့အမေလည်းမောင်လေးကိုတတ်တမျှမှတ်တမျှပြုစုပေးကြရတယ်။ဒါပြင်ကျမကလည်းအနီးနားရှိပဝန်းကျင်မှာလူတွေကိုအော်ဟစ်ကူညီတောင်းရပါတော့တယ်။ ျမရဲ့အကူအညီတောင်းမှုကြောင့်လူတွေလည်းအိမ်မက်ကိုရောက်လာကြပြီးမောင်လေးကိုတက်တမျှမှတ်တမျှနဲ့နှိပ်ပေးကြတယ်။အဲဒီခိုက်မှာအင်းရှိခက်လန့်လန့်ရှိချောင်းကြီးထဲမှာလေကလေးပေါ်မှာ အခြေချထားနေတဲ့ဘာကြီးလေးလေပေါ်မှာဆင်းပြီးအိမ်မော်ကိုတက်လာတယ်။ဘာကြီးဟာတာသမီးတွေအိမ်အောင်ကြပြီးရနောက်အန်ဒီချောင်းကြီးထဲမှာလေကလေးချကတဏိမို့ပြီးလေမယားနှစ်ယောက်နေထိုင်ကြခြင်းဖြစ်တယ်။ဘာကြီးအိမ်မော်ကိုရောက်လာပြီးရနဲ့ဖျားစင်ပေါ်မှာပေးရီကိုယူပြီးမောင်လေးကိုတိုက်လိုက်တယ်။ ဲ့ဒီခါမှာမောင်လေးလည်းချက်ချင်းပြန်လဲကောင်းမွန်လာတယ်။ပြီးတော့ဘာကြီးကချန်တဲ့ပေးရည်တွေကိုချန်စီပပတ်လဲမှာစီးဝတ်လာပြီးအဖေဘဲကိုလှည့်ပြီးတော့မောင်သိန်းထိုက်ဒီချန်ဝင်းတဲ့ကိုငွေရောက်နှကောင်ဝင်သွားတယ်။ငါကစီးဝိုင်းဝိုင်းထလိုက်ပြီးသူတို့ထွက်လို့မရတော့ဘူး။အဲ့ဒီမွေးနှကောင်ကိုရအောင်ရှာပြီးတထောင်ကျော်လောက်ဖြတ်လိုက်။အဲ့ဒီတို့ခိုင်းတော့အဖေလဲလိုက်ရှာနေတော့မွေးရောက်နှကောင်ကိုတွေ့ရတယ်။အဲ့ဒီနောက်မွေးရောက်ကိုတထောင်လောက်အထိဓာတ်နဲ့ဖြတ်လိုက်တော့သွေးတစ်စဲမှမထွက်တာကိုတွေ့ရတယ်။ အဲ့ဒီနောက်အနီမွေပြက်ကိုပြေးရီလောင်ပြီးမိရှုပ်ပြန်တော့မွေအယုတ်တယုတ်ဖြစ်သွားတာမို့အားလုံးနဲ့အားအသင့်သွားကြ යි ။ဘာကြီးကငါလေပေါ်ကဆင်းတော့ဝေးရောက်နှကောင်ကလှေအောက်ကထွက်လာပြီးငါနောက်လိုက်လာတာ။ရေကူးပြီးလိုက်လာတဲ့ဆိုပေမဲ့တွန့်လင်ကောက်ကွေးကူးပြီးတော့လိုက်လာတာမျိုးမဟုတ်ဘဲနဲ့တစ်သားချောင်းတစ်ချောင်းလိုတောင်တောင်ကြီးလိုက်လာတာတွေ့ရတော့ငါလေဒါတိုက်မွေဆိုတာမှန်းသိလိုက်ရတာ။တကယ်တော့ဘာကြီးဟာအဲ့ဒီပညာရက်တွေကိုလေ့လာလိုက်စားသူမဟုတ်ပါ။ရှေးလူကြီးတွေစကားအရသာတီထားခြင်းဖြစ်တယ်။ ဘလို့ပင်ဆိုစေအိမ်ကိုတော့မနာလို့သူအကောက်ကြံသူတွေရှိလာပြီဆိုတော့အမေနဲ့အဖေလည်းတိလိုက်ကြရတယ်။တနေ့တော့ညနေခင်းမှာမောင်လေးဟာကိုရီပူပြီးဖျားနေပြန်တော့အမေကကျမကိုငန်းကြီးကျော်တထုပ်သွားဝယ်ခိုင်းတယ်။ကျမလည်းအမေပေးတဲ့ပုစံကိုယူပြီးစေးဆိုင်ကို ထွက်လာခဲ့တယ်။စေးဆိုင်နဲ့ကျမတို့အိမ်ကတိမ်မဝေးလှပေမဲ့ဓဏီတော်တွေလမှုတော်တွေကကြားခံနေတာမို့ကိုယ့်ဘက်ပြီးတော့သွားရပါတယ်။မိုးကလည်းရွာပြီးကစားလမ်းမှာရှုပ်နေဖွက်တွေကပေါက်ရောင်နေတယ်။ ကျမကလည်းငယ်ရွယ်သူဖြစ်တာမို့၎င်းရှုံးဘက်တွေကိုစော်ကစားရင်စေးဆိုင်မှာစေးဝယ်ပြီးတော့ပြန်ထွက်လာ၏အဲ့ဒီလိုနဲ့စေးဆိုင်ဒီဇိုင်းရှေ့ကိုအရောက်ဆိုင်ပိုင်ရှင်ကဟဲ့နင်တယောက်ထဲလားဟုတ်တယောက်ထဲပဲလေဒါဆိုငါအဖော်ထည့်ပေးလိုက်ရမလားထည့်ပေးလိုက်လေကောင်းတာပေါ့အဲ့ဒီလိုပြောပြီးတော့ဆက်ရှောင်းလာခဲ့တကယ်တော့ကျမဟာငယ်ရွယ်ပြီးတွက်လက်သူဖြစ်တဲ့လျောက်အများစုကချစ်ခင်စနောက်တက်ကြတယ်ကျမကလည်းအနေငယ်များပြီးညီမခင် နှုတ်သွက်ရှာသွင်းနဲ့ပြန်လည်ဆက်နောက်တက်တယ်။အဲ့ဒီဦးလေးနဲ့အပြန်လန်ဆက်နောက်ပြီးလျှောက်လာခဲ့တော့ဓဏီတော်တွေပေါရောက်တဲ့နေရာကိုရောက်လာခဲ့တယ်။အဲ့ဒီခိုင်မှာအနောက်မှာလိုက်ပါလာတဲ့ခြေတံကိုကြားတာမို့ကျမလှည့်ကြည့်လိုက်တော့ရွာအလဲပိုင်းမှာဘာကြီးအောင်မြင်ကိုတွေ့လိုက်ရတယ်။သူကအဖြူရောင်လက်ရှိအင်ဂျင်နဲ့ကွက်ကျဲပစုကိုဝေ့ထားတယ်။အဲ့ဒီနောက်ကျမကဟာဘာကြီးအောင်မြင်ပါလား။အဲ့ဒီလိုပြောဖို့ရဟာဘာကြီးလို့ပင်ဆိုလိုက်ရသေးတယ်။ဘာကြီးအောင်မြင်ရဲ့အရက်မောင်ဟာတဖြည်းဖြည်းရှည်ထွက်လာပြီး ထန်းနမင်အမြင့်စာကန်တီရောက်သွားပါတယ်။ပြီးတော့သူဟာကျမကိုမျက်လုံးကြီးအပြူသားနဲ့ငုံကြည့်တယ်။အဲ့ဒီခါကျမလည်းအာဆိုပြီးတော့ကြောက်နေတဲ့ကြောင့်အော်ဟစ်ပြီးလဲကြကသတိလစ်သွားပါတော့တယ်။အဲ့ဒီနောက်ကျမဘာမှသတိမရတော့ဘူး။သတိပြန်ရလာတော့အိမ်မော်ကိုပြန်ရောက်နေပြီ။ကျမအနားမှာလည်းအဖေအမေနဲ့တကွာရွာထဲကလူတွေလည်းစုပြုံပြီးရှိနေတယ်။ပြီးတော့သတိပြန်ရလာတဲ့ကျမအတွက်ဝမ်းသာသူကဝမ်းသာတက်ပြင်းချနိုင်သူကချစိတ်ချသွားပြီးမှအိမ်ပြန်သူကပြန်နေအနေငယ်လှလှရှရှဖြစ်သွားကြပါတယ်။ နောက်မှကျမအိမ်ကိုပြန်ရောက်ရတဲ့အကြောင်းကိုသိလိုက်ရတယ်။၎င်းမှာကျမရဲ့ကြောက်လန့်တကြအော်တန်ကြဈေးဆိုင်ပိုင်မိသားစုလည်းရောက်လာပြီးကျမကိုပွေ့ချီကအိမ်ကိုတည်လာပြီးတော့ရေမန်းတိုက်ခြင်းဖျားစာယူခြင်းစတာတွေကိုပြုလုပ်ပေးကြတယ်လို့ဆိုရယ်။ဘလို့ပင်ဆိုစီကျမတော့ကြောက်လန့်စိတ်တွေနဲ့ခုနှစ်ရက်တိတိဖျားပါတော့တယ်။အိမ်ကမောင်လေးကလည်းတရက်ကို၃ချိန်လောက်တည်းအကောင်းပကတိမှတက်ချင်းဖြားချင်းတွေနေ့စဉ်ဖြစ်နေတယ်။ဒီတော့စေကုသစေကထောင်းလာတယ်လို့စီပါကြီးလည်းပြက်လာတယ်။အဖေနဲ့အမေလည်း စိတ်တက်တွေကြလာပါတော့တယ်။တနေ့သောညနေခင်းမှာတော့တဖက်ရွာမှာအောင်လင်းဆရာဟာကျွဲပြောက်တာကြောင့်လိုက်ရှာရင်ကျမတို့ရွာကိုရောက်လာတယ်။အောင်လင်းဆရာလို့ဆိုပေမဲ့လေကျမတို့တော့ကောင်းစွာမသိရပါ။ငယ်စဉ်ကအနီပုဂ္ဂိုလ်ကြီးဟာကိုတင်ချိုင်းအောင်ထားတဲ့အောင်လင်းဆရာဖြစ်ကြောင်းပညာစွမ်းအလွန်ထက်ကြောင်းဒါကြောင့်ခဝဝေးမှနေရမယ့်ဖြစ်ကြောင်းကိုရွာမလူတွေပြောကြတာမို့ကျမလည်းအဲ့ဒီဆရာကြီးကိုအယောတဝင်မနေဖို့ပဲခက်ခဲငင်းတာနေပါတယ်။အဲ့ဒီဆရာကြီးဟာအင်းရှိမှဖျက်လျှောက်ခိုင်းမှာအင်းကိုတစ်ချက်လှဲ့ကြည့်ပြီး ဈေးဆိုင်ပေါ်မှာရှိနေတဲ့အမေကိုပြောတယ်။သူကအမေနဲ့တော့အတော်ရင်းနေတယ်။သူကဟဲ့မိသိန်းကြီးနင်တို့အိမ်မရှင်းဘူးငါတွေ့နေရတယ်။အဲ့ဒီလိုပြောတော့အမေကဟုတ်လားဆရာဒါဆိုကုညီပါအောင် ကျမတို့လည်းစီးပွားရေးတွေကြောက်လူတွေလည်းဖျားနာနေတာ။အေးမနေ့ပြန်ငါလာခဲ့မယ်။အဲ့ဒီလိုပြောပြီးကျွဲတွေကိုဆက်ရှာဖို့ရထွက်သွားပါတယ်။နောက်တနေ့မှာတော့အနီဆရာကြီးဟာကျမတို့အိမ်မှာပွဲတွေထိုးပါတယ်။ အနားမှာလေအိနီချင်းအမျိုးသမီးကြီးတယောက်ကိုခေါ်ထားတယ်။ပြီးတော့သူ့ရဲ့အမိန့်နဲ့ခေါ်လို့တော့ဝိညာဉ်တကူဟာအနီအမျိုးသမီးကြီးရဲ့ကိုမဝင်ပူးပြီးဝန်းချတောင်းပန်ပါတယ်။ဆရာကြီးကဘာကြောင့်ဒီလိုလုပ်ရတာလဲ။ကျွန်တော်မကြည်နဲ့လို့ပါ။ကျွန်တော်အဆင်မပြေဖြစ်နေသေးမှာသူကနှိမ်လို့ပါ။အဲ့ဒီလိုပြောတော့အမေကဟဲ့ငါတက်တက်မှာဘသူ့ကိုမှမနှိမ်ဘူးပါဘူး။ကျွန်တော်အရက်လာဝဲတော့အမကမယောင်းကျင်တာနဲ့ပဲညနေမှရောက်မယ်လို့ပြောတယ်လေ။ကျွန်တော်ကအဆအဆအရရာချိုးတက်နေချိန်မှာ ဒီလူပြောတော့ကျွန်တော်လေးအနှိမ်ခံရတယ်လို့ထင်တာပေါ့အမေစိတ်မကောင်းစွာနဲ့တက်ပြင်းချလိုက်တယ်။ငါကတကယ်မရှိလို့မရှိဘူးလို့ပြောလိုက်တာပါ။အစင်မပြေတဲ့လူကိုနှိမ်လို့တဲ့စိတ်ငါမှမရှိပါဘူး။အဲ့လိုဆိုလိုက်ပါတယ်။အမေနဲ့ဝင်ဘူးခံရသူတို့အကြီးစားပြောဆိုနေတော့မှအနီပြူစားသူဟာတချိန်က အရက်အကျွေးလာဝဲတဲ့ကိုတန်းရွှေမှန်ကျမသိလိုက်ရတယ်။အမေကအရက်ကညနေမှရမယ်လို့ပြောဆိုလိုက်တဲ့နောက်ကိုတန်းရွှေလည်းမခံချင်စိတ်ကြောင့် ခေါင်းရင်းရှိလမ်းပေါ်ကိုထွက်သွားရင်အိမ်ထဲကိုဝင်ကာအနီအင်းချက်ကိုဖျားစီအောင်မှမြုပ်ခဲ့တယ်။ရည်ရွယ်ချက်မှာကျမတို့မိသားစုစီပွားပြည့်လူသေးဖြစ်အောင်လုပ်တယ်လို့ဝန်ခံပါတယ်။အဲဒီနောက်ဆရာကြီးကမေးလောက်ထားတယ်ပြန်ယူသွား။နောက်တစ်ခါဒါမျိုးထက်လို့ရင်တံပြန်တဲ့တံကိုမေးခံရမယ်။အဲဒီလိုပြောလိုက်တော့ကိုသန်းရွှေလည်းသူ့ရဲ့အပြစ်အတွက်ဝန်ချတောင်းမယ်နေ။ပြီးနောက်အနီအင်းချက်ကိုသူကိုယ်တိုင်ပြန်လာပြီးတော့ဖော်ယူသွားပါမယ်လို့ဆိုပြီးသူ့ရဲ့ပညာရက်တွေကိုဆရာကြီးကိုလှူလိုက်ပါတယ်။ ဒီလိုလှုပ်ပြီးရနောက်ကိုတန်းရွှေဟာအမျိုးသမီးကြီးရဲ့ခန္ဓာကိုယ်ထဲမှာပြန်ထွက်သွားပါတယ်။ဆယ်မိနစ်ခန့်အကြာမှာတော့သူကိုယ်တိုင်အိမ်ပေါ်ကိုရောက်လာပြီးဆရာကြီးနဲ့တကွအဖေနဲ့အမေကိုဝန်ချတောင်းပန်ပြီးအိမ်ကောင်းရင်ဖျားစီအောက်တက်တဲ့ရှိမြေကြီးထဲမှာမြုပ်ထားတဲ့အင်းချက်ကိုပြန်လဲဖော်ယူပြီးတော့ထွက်သွားပါတော့တယ်။အဲဒီနောက်ပိုင်းမှာတော့ကျမရဲ့မောင်လေးဟာကျမ်းမာရေးအခြေအနေပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်လို့မိသားစုလည်းဘယ်လိုတိုက်ခိုက်မှုမျိုးမှမကြုံရတော့ပါဘူး။ တနိုင်းတရိုင်း channel ကပရိသတ်များအတွက်စာရေးသူဆရာဆွေတောင်းတွင်ရေးသားထားတဲ့ဖျားစင်အောက်ကအင်တာချက်ဆိုတဲ့ဥတ္တုဇလန်လေးကတော့တင်ပါတယ်ပြီးပါပြီ။အစဆုံးနားဆင်ပြီးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးလေးအေးချမ်းကြပါစေရှင်။